အဲ့နေကံကိုလည်းတိမ့်ပိုက်နိုင်ခဲ့တယ်ဒီဘက်ကကာမဆာ16နာကစခန်းကြီးကိုလည်းတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတော့ဟာအကုန်လုံးကိုပတ်ပြီးတော့ချင်းချောင်းနေတာအကုန်လုံးကိုပတ်ပြီးတော့တိုက်နေတာအားရခတော်တော်အေးနဲ့ပြည်သက်တပ်ဖွဲ့တွေကိုဒါကိုတိမ့်နိုင်လို့ဘာလို့နာမည်တွေပြောင်းပေးအောင်မင်းအဲ့ကာမဆာတွေကိုလုံးဝတယုံကိုပဲအရင်လုံးကြည့်လိုက်အောင်တကယ်ထိလိုက်မှာ အဲ့လိုထိခိုက်ပြီဆိုတာနဲ့စစ်ကောင်စီကလုံးဝနှာခေါင်းပိတ်ခံရလို့ဖြစ်မှာဟောအသက်မရှူနေတော့အဲ့လိုပုံစံမျိုးဖြစ်သွားပါဒီကနေ့ကအော်တိုဘာလ15ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်နေ့ကန်ဒါစခန်းကုန်းပေါ့နော်ဘီမကုန်းကြီးကိုဒါအားလုံးဒီပါတိမ့်ပိုက်လိုက်ပြီပေါ့နော်တိမ့်ပိုက်လိုက်ပြီးတဲ့အချိန်အဲနောက်ထပ်ဒါခမောက်ကုန်းပေါ့နော်အဲအဲ့ကုန်းကိုတော့ လိုင်းတက်ဖွဲ့တွေကထိုးစစ်ဆင်နေတော့ဆိုပြီးတော့သိရတယ်ဗောနော်ဒါသတင်းတွေလည်းတက်နေတာတွေရှိတယ်အဲ့တော့ကျတော့အဲ့လိုမျိုးတိမ်ပိုက်လိုက်ပြီးရဲ့နောက်ပိုင်းမှာစစ်ကောင်စီကဘာတွေထပ်လုပ်လာသလဲပြီးရင်အဲ့စကန်ကုန်ကြာသွားပြီတဲ့အချိန်မှာစစ်ကောင်စီနောက်ထပ်ဘာတွေပြင်ဆင်နေသလဲအဲ့ဥစားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်တယ်ပြောရရင်တော့အော်တိုဘလ14ရက်နေ့ညနေပိုင်းသတင်းတွေကိုပြောချင်တာဩနော်အဲ့မှာထူးခြားမှုတွေအများကြီးရှိတယ် နေကန်စကန်ကိုတခုတည်းနဲ့တိန်းတာမဟုတ်ဖ ೇನೆ ပေါ့နော်နောက်ထပ်နေရာတစ်ခုပါတိန်းထားတာရှိသေးတယ်အဲ့ဒါကအခုမှသတင်းတက်လာတာတွေ့လို့ပေါ့နော်အဲ့တော့အဲအကြောင်းလည်းပြောကြမယ်ပေါ့နော်အဲဥစ္စာလည်းတေချာတဲ့လောက်ရှိတယ်အဲနောက်တစ်ခုကတော့ဒါရိုဘာလာ14ရက်နေ့မှာနေကန်စကန်ကုန်းကြီးကို A နဲ့ B တရက်တစ်ဖွဲ့တွေကတိန်းလိုက်တာတော့ဟုတ်ပြီပေါ့နော်အဲ့တော့အဲ့ကုန်းကိုရဖို့ဒါစစ်ကောင်စီဘက်ကပြန်ပြီးတော့ထိုးစစ်ဆင်နေတာရှိတယ်ဗျရှိတယ်ဆိုတာလေအဲတို့ဒီဂုံးကဘလောက်အရေးကြီးသလဲဆိုတဲ့ဟာကိုကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့သလိုပဲတကယ်အဓိကခန်းဆက်စကန်ကုန်းကြီးဖြစ်နေတာ ဲ့တော့ပြီးရင် radar scan ကုန်ကြီးလည်းဖြစ်တယ်ပေါ့နော်။ဒါမြန်မာနိုင်ငံအနောက်ပိုင်းကိုဒါဝင်းရင်ထောက်လန်းရေးပုံစံမျိုးဒါဖြန့်ကျက်ထားတဲ့ scan ကုန်ကြီးလည်းဖြစ်တော့သူတို့အတွက်အရန်အရေးကြီးတာ။အဲ့လိုအရေးကြီးတဲ့ scan ကုန်ပါသွားပြီဆိုတဲ့အချိန်မှာပြန်ရဖို့အတွက်သူတို့အသေးအံစူးစမ်းတယ်။